မင်္ဂလာပါရှင်ဂျွန်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရွေးရတဲ့ရနေ့တင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ဒီကနေ့မနက်ရရှိထားတဲ့ပုံကြည့်ရခါမှာတော့ကပ်ပလီပင်လယ်ပြင်မင်္ဂလာပင်လယ်အော်မှာတိမ်အသင့်တင်ရနေတိမ်ထူရက်နေအောင်တွေ့ရပါတယ်မြန်မာနိုင်ငံပေါ်မှာတော့တောင်ပိုင်းဒေသတွေမှာတိမ်ထူရက်နေပြီးတော့ကြံဒေသတွေမှာတော့တိမ်အသင့်တင်ဖြစ်တော့နေအောင်တွေ့ရပါရရှင် လေတက်ခန့်နိုင်မှုခံမှန်းချက်အနေနဲ့ကတော့ရခိုင်ကန်ရိုးရမ်းမှာတနာယူ၈မိုင်ရနေ၁၂မိုင်နော်။ကြံမြမကန်ရိုးရမ်းဒေသတွေမှာတော့တနာယူ၁၈မိုင်ရနေ-၃၀လောက်တက်ခန့်နိုင်ပါရဲ့ရှင်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသအခြေအနေတွေကတော့စစ်တွေ၊မကွေ၊ပသိမ်၊ပဲခူး၊ရန်ကုန်၊မော်လမြိုင်၊ဖအံ၊တဝဲစတဲ့မြို့တွေအားလုံးလိုလိုမှာမိုးရွာဖို့အလားအလာရှိနေပါတယ်။နေရာအနှံ့အပြားနေနေရာဆက်စိတ်မိုးထချုံလာနိုင်တယ်လို့ခန့်မှန်းထားပါရဲ့ရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မိုးလေဝသအခြေအနေတွေကတော့ဟာခာညကြီးနာမုံရွာမန္တလေးလာရှိုးတောင်ကြီးဟဲဟိုနဲ့လိုက်ကောစရဲမြောက်ပိုင်းဒေသတွေအားလုံးလိုလိုမှမိုးရွာဖို့အလားလာရရှိနိုင်ပါတယ်။နေရာအနှံကြားနေနေရာဆိတ်ဆိတ်မိုးထစ်ထွန်းရနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မိုးရေချိန်ခမန်းချက်အနေနဲ့ကတော့မြန်မာတိုင်းငံလုံးနှီးပါးမှာမိုးရွာဖို့လားလာရရှိနေပြီးတော့မိုးရေချိန်က40မီလီမီတာနဲ့80မီလီမီတာလောက်ရွာသွားနိုင်ပါတယ်ရှင်ထူထားတဲ့နေပူချိန်နဲ့အနေနဲ့ကတော့မြန်မာတနိုင်ငံလုံးမိုးရွာဖို့အလားအလာတွေရှိနေတဲ့အတွက်ကြောင့်အပူချိန်တွေကအမြင့်ဆုံး35ဒီဂရီစင်နီဂရိတ်သာရှိနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မြန်မာပင်လယ်ပြင်ခံမှန်းချက်တွေအနေနဲ့ကတော့မြန်မာပင်လယ်ပြင်မှာလှိုင်းအသင်တင်ရှိနေပါတယ်။လှိုင်းမြင့်ကတော့နှစ်ပင်ကနေ၅ပင်လောက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။မန်လေးမြို့နယ်အနီးတွားအတွက်နောက်၅ရက်စာခမန်းချက်အနေနဲ့ကတော့လာမယ့်တစ်ပတ်လုံးမှာမန်လေးမှာမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ရန်ကုန်မြို့နယ်အနီးတွား၅ရက်စာခမန်းချက်အနေနဲ့ကတော့လာမယ့်တစ်ပတ်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ နေပြောင်းတဲ့ဤတဝိုင်း9ရက်စာခံမှန်းချက်အနေနဲ့ကတော့လာမယ့်တစ်ပတ်လုံးမှာနေပြည်တော်မှာလည်းမိုးရွာဖို့အလားအလာရှိနေတယ်လို့ခံမှန်းရရှိထားပါတယ်ရှင်ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကြည့်ရှုအားပေးကြရတဲ့ကျေးဇူးများရတယ်ပါရဲ့ရှင်။